အင်းမီသန်ဒေါသထွက်လို့ငလျင်လှုပ်တယ်တဲ့အရှင်ဖျားဘယ်လိုမြင်လဲဖြည်သေးတော်မူပါဖျားတဲ့ ငယ်လေးလှုပ်တာတွေကြောင်ညာထားတာပါလေမသိမချိဖြစ်ဘူးအမှန်တော့လုံးဝမသိဘူးကိုကြောင်ပဲကိုကြည်နေတယ်ဘာလို့ရမလဲ brand တွေဆွဲတယ်ပေါ့နော်အဲ့လိုမျိုးလုပ်နေတဲ့အချိန်မှာဖြစ်ချင်တော့ name မှာကငကစားတော့ကြွေးဖြစ်တယ်ပေါ့နော်တော့ကြွေးတဲ့အချိန်မှာထူးထူးခြားခြားဟိုကိုကတော့စကားတခွန်းတော့ပြောတယ်ပေါ့ဟိုအောက်ကဟိုဖယားဟောထားတဲ့တရားတိုင်းပေါ့နော်ယူဇနာဘောက်ဘလောက်မှာငကားပြည်ရှိရပေါ့ငကားမင်းကြီးပါမနေတာအောင်တိပါစေကြားပါစေမြင်ပါစေပေါ့နော် ဟိုအဲ့လိုအရန်တိုက်ဆိုင်တာဖြစ်မှာပါအခုနောက်ပိုင်းကဟိုအကုန်လုံးနဲ့ဖဲဖြစ်အောင်ကိုကနေရရလीနော်အဲ့ဆိုတော့တိုက်ဆိုင်မှုကြီးဖြစ်မယ်လို့ထင်တယ်ငကစားကျွေးတဲ့နေ့မှာမငလင်ရအကြီးကျယ်လှုပ်သွားတော့ကျွေးတာကလည်းပင်လယ်အောက်ကိုကျွေးရလीနော်ဆိုတော့ထူးထူးခြားခြားလေးတော့ဖြစ်တော့ကိုယ့်ဘက်ကိုလည်းပြုံးမိတယ်ပေါ့နော်ဘာလို့လှုပ်ကိုမှဟိုထူးထူးဆန်းဆန်းနေတော့ဖြစ်နေပါလားဆိုပြီးတော့ကိုယ့်ကိုအဲ့လောက်လေးပဲတွေးမိအေးမီသန်ဒေါသထွက်လို့ငလင်လှုပ်တယ်တဲ့အရှင်ဖရာဘယ်လိုမြင်လဲဖြည်ပြီးတော်မူပါဖရာတဲ့ ဒဂမအီမီဇန်တော့ဖောက်လိုက်ပြန်ပြီးထင်တယ်နော်အီမီဇန်ကိစ္စကဖုန်းကြီးလာပတ်နေတယ်ငငလေးရလှုပ်ချင်းအကြောင်းပေးထားလို့၃လပိုင်း၅ရက်နေ့ကဥစဉ်အဖြေဖို့တင်ထားပါတယ်ငလေးရလှုပ်တာက၃လပိုင်း28ရက်နေ့ကလှုပ်တာပါနော်အဲ့ဒါကိုမသိတဲ့လူတချို့ကဥစဉ်ကပဲငလေးရလှုပ်မှပြောတဲ့ပုံစံမျိုးပြောနေကြပါတယ်မဟုတ်ပါဘူးဥစဉ်ကကြိုပြီးတင်ထားတာပါကြိုပြီးတင်ထားတဲ့ဆိုလို့ ိုသိနိုင်လောက်တဲ့ဖာအားဥစဉ်မှာရှိလို့တင်တာမဟုတ်ပါဘူးနော်ကြိုသိနိုင်လောက်တဲ့ဖာအားလည်းဥစဉ်မှာမရှိပါဘူးတိုက်ဆိုင်သွားတာပါအဲ့ဒီငလျင်လှုပ်ချင်းအကြောင်းဖြစ်ထားတဲ့ပိုထဲမှာအကောက်တစ်ခုကဘာလာရေးထားတယ်လဲဆိုရင်အဲ့ဒါဆိုအရင်တုန်းကမြင်ငလျင်လှုပ်ရင်အိမ်ဒီတိုက်တွေလူတွေတည်သွားရင်ဖျားကိုတရားဆွဲလို့ရတာပေါ့တဲ့ခနဲ့ပြီးရေးထားတာပါနော်ငင်းကလေးလှုပ်ချင်းအကြောင်းရှိပါဘူးထပ်ပြီးပြောပြပါမယ်ဘူမိဇာလတုံးမှာ မြင်းကလေးနှုတ်ကြောင်း၈ပါးကိုဖျားဟောကြားထားပါတယ်။အဲ့ဒီမြင်းကလေးနှုတ်ကြောင်း၈ပါးကဘာတွေလဲဆိုရင်တိမြေအောက်ခံရေပြင်ကိုလေပြင်တိုက်ခတ်ခြင်းကြောင့်မြင်းကလေးနှုတ်ခြင်းတဘာဝတရားဖောက်ပြန်ပြီးလှုပ်တာကိုပြောတာပါ။နှစ်တကူအိတ်တိဘက်ရှိသောပုဂ္ဂိုလ်တို့ကလှုပ်စေခြင်းကြောင့်မြင်းကလေးနှုတ်ခြင်း။သုံးဖျားအလောင်းပရိသန်တွေယူခြင်းကြောင့်မြင်းကလေးနှုတ်ခြင်း။လေးဖျားအလောင်းပွားမြင်တော်မူခြင်းကြောင့်မြင်းကလေးနှုတ်ခြင်း။ငါ ဖျားအဖြစ်တို့ရောက်တော်မူခြင်းကြောင့်ငင်းငလျင်လှုပ်ခြင်း6ဓမ္မစကြာတရားဥဟောကြားတော်မူခြင်းကြောင့်ငင်းငလျင်လှုပ်ခြင်း9အာယုတင်္ခါရလွတ်တော်မူခြင်းကြောင့်ငင်းငလျင်လှုပ်ခြင်း10ပြိဋိနိဗ္ဗာန်ပြုတော်မူခြင်းကြောင့်ငင်းငလျင်လှုပ်ခြင်းတို့ပဲဖြစ်ပါတယ်အဆိုပါငင်းငလျင်လှုပ်ခြင်း10ပါးထဲမှာနံပါတ်1ငင်းငလျင်လှုပ်ခြင်းမျိုးကသာတတ္တဝါတွေကိုထိခိုက်စေပါတယ်ကြံတဲ့ငင်းငလျင်လှုပ်ခြင်းမျိုးကတတ္တဝါတွေကိုမထိခိုက်စေပါဘူး အဲ့ဒါကိုမှတ်ပိုင်ရှင်သိထားဖို့လိုပါတယ်။နောက်ပြီးယခုခေတ်မှာမြင်းငလျင်လှုပ်တယ်ဆိုတာကယခုပေါ်ပြပါမြင်းငလျင်လှုပ်ကြောင်းရှင်းပါတဲ့ကနံပါတ်1အချက်ကြောင့်သာလှုပ်တာဖြစ်ပါတယ်။အင်းမီဇန်ဒေါသထွက်လို့လှုပ်တာမဟုတ်ပါဘူးနော်။အရှင်ဖယားလူတွေမဖူးရတဲ့စီဒီ3စုရှိတယ်လို့ပြောကြပါတယ်ဖယား။ဟုတ်ပါသလားရှင်းပြပေးပါအောင်ဖယား။ရိုသေစွာရှောက်ထားအပ်ပါတယ်ဖယားတဲ့။လူသားများမဖူးထိုက်တဲ့စီဒီ3မျိုးဆိုတာက1 တာဝတိန်သာနတ်ပြည်၌ဖရာအလောင်းဤစံတော်အားဌာပနာထား၍တည်ထားသောဆူလာမဏိစေတီတော်နှင့်တုဒ္ဒဝါဒမြမဘုံ၌ဖရာအလောင်းဤဝိလဲတော်အားဌာပနာထား၍တည်ထားသောဒုဒ္ဒစေတီတော်၃မန္တာဂိရိတောင်၌မဟိတရနမင်းတည်ထားသောမဟိတရစေတီတော်တို့ပဲဖြစ်ပါれအဆိုပါစေတီ၃မျိုးဟာလူသားများတွားရောက်မဖူးနိုင်တဲ့အတွက်လူသားတို့မဖူးထိုက်တဲ့စေတီ၃မျိုးပဲဖြစ်ပါれနော်အရှင်ဖေရ မိစဉ်ရွတ်ဖက်ရွတ်ဆိုတင်းတဲ့ဖျားစာလေးများချပြပေးတော်မူပါဖျားတဲ့ဦးစင်းတို့တက္ကရာကမတို့ကိုးပွေတဲ့မြတ်စွာဘုရားဤသာသနာတော်ဟာအယုအဖက်ကိုဦးစားပေးတဲ့သာသနာမဟုတ်ပါဘူးပညာနဲ့အကျင့်ကိုဦးစားပေးတဲ့သာသနာဖြစ်ပါတယ်ဒီလိုပြောလို့မယုတ်မဖက်ရဘူးဟုဆိုလိုတဲ့သဘောမဟုတ်ပါဘူးဖျားဟောပါဠိတော်များကိုရွတ်ဆိုတဲ့အခါမှာအမျောလောဘကင်းကင်းဖြင့်ရွတ်ဆိုခြင်းသည်ဘုံမြတ်တန့်စင်ပါတယ်တချို့က ဖះဟောပါဠိတော်များကိုရွတ်ဆိုတဲ့အခါမှာဘဲကာထာကိုရွတ်ရင်ဘယ်လိုကောင်းကျိုးဖြစ်တယ်ဘယ်လိုစီးပွားဖြစ်တယ်စသည်ဖြင့်အမျှော်လောဘတွေအခြေခံပြီးတော့ရွတ်ဆိုနေကြပါတယ်အဲ့ဒီလိုရွတ်ဆိုခြင်းဟာကုသိုလ်ရပင်မဲ့အမျှော်လောဘတွေပါဝင်နေတာကြောင့်မတန်ရှင်းပါဘူးဒါကြောင့်ဖះဟောပါဠိတော်များကိုရွတ်ဆိုတဲ့အခါမှာအမျှော်လောဘကင်းကင်းဖြင့်ရွတ်ဆိုသင့်ပါတယ်ဒီမန်ပိုင်ရှင်အနေနဲ့လဲရွတ်ဆိုခြင်းတယ်ဆိုရင်တော့အများသိတဲ့အလွယ်ဆုံးနဲ့အတူဆုံးဖြစ်သည့် နမောတတဖျားရှိခိုးဂါထာကူတာရွတ်ဆိုပါလို့ပြောကြင်ပါတယ်နမောတတဖျားရှိခိုးဂါထာသည်ဘဂဝါဂုံတော်ရဲ့အရဟံဂုံတော်ရဲ့သမ္မာသမ္ဗုဒ္ဓဂုံတော်ရဲ့ဟုဂုံတော်သုံးမျိုးပါဝင်တဲ့ဂါထာဖြစ်သောကြောင့်နမောတတဖျားရှိခိုးဂါထာကိုရွတ်ဆိုခြင်းသည်ဂုံတော်သုံးပါးကိုပါရှိခိုးပီးသားဖြစ်ပါတယ်မန္တလေးဘွာကြီးတစ်ခုလုံးမြေကြီးထဲကျွံကျသွားတာပဲကွယ် မငိုပဲဘယ်နေနိုင်ပါမလဲငိုပါအဝေးရောက်နေတဲ့စောင်းခုငက်ဆိုပေမဲ့အညာຫນွေကိုလှမ်းဆွေးနေရတဲ့မေတ္တာသမျိုးရဲ့အပူမီးနဲ့ပါအရင်ကတယောက်နဲ့တယောက်နေကောင်းလားလို့နှုတ်ဆက်ရကနေအခုဆိုမိသားစုတွေဘေးကင်းလုံခြုံကြရလားလို့ကြောင်ပြင်းနှုတ်ဆက်တတ်နေပြီရှင်ကွဲလည်းမကွဲဘူးတေကွဲလည်းမကွဲဘူး မှားလိုက်ပါရစေမန္တလေးရေအချိန်အကြာကြီးမနာမဖျားပါစေနဲ့ကွယ်ပြန်ထလာခဲ့ဒိုများဘရောက်တွေပွင့်တာကြည့်ရအောင်မယ်မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးကိုစိတ်နှဖျားချမ်းမာချမ်းသာကြည့်ကြပါစေပေးမျိုးမျိုးတို့ကြားရောက်နေကြကုန်သောအလုံးစုံသောတတဝါပေါင်းတို့သည် ပေမျိုးမျိုးမှာကင်းကြပါစေကုန်သည်စေရဲ့ခြင်းမျိုးမျိုးတို့ကြာရောက်နေကြကုန်သောအလုံးစုံသောတတဝါပေါင်းတို့သည်စေရဲ့ခြင်းမှာကင်းကြပါစေကုန်သည်ပေအန္တရာယ ကြ၍နေကြကုန်သောအလုံးစုံသောတတဝါပေါင်းတို့သည်ဘေးမြို့မြို့မှာကင်းကြပါသည်ကုန်သည်ဆင်းရဲခြင်းမြို့မြို့သို့ကြရောက်နေကြကုန်သောအလုံးစုံသောတတဝါပေါင်းတို့သည် စေရခြင်းမှာကင်းကြပါစေဂုံတိပြည့်ခတ်သေးကင်းငိမ့်တော်မူပြီးသောမြတ်စွာဘုရားအနန္တတဝပေါင်းတို့သည်ပြည့်ခင်ကွာချမ်းမှချမ်းသာကြပါစေ စေရခသေးကင်းငိမ်တော်မူပြီးတော်မြတ်စွာဘုရားအနန္တသတ္တဝါပေါင်းတို့သည်စေရကင်းကွာကြမ္မာချမ်းသာကြပါစေကုန်တည်းဆိုရင်ခသေးကင်းငိမ်တော်မူပြီးတော်မြတ်စွာဘုရား အနန္တတတဝါပေါင်းတို့သည်စေကင်းကွာကြမ်းမာချမ်းသာကြပါစေကုန်သတည်း